တရုတ်ကတော့အမေရိကန်ကို စီးပွားရေးအရအပြင်းထန်တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။အခုလည်းတရုတ်ကအမေရိကန် Boeing ကုမ္ပဏီစီကလည်းမှားယူထားတဲ့လေယာဉ်တွေကိုပါပြန်ပို့နေပြီလို့သိရပါတယ်။အမေရိကန်အစိုးရရဲ့ကုန်သွယ်ခုမြင့်တင်စီးကြမှုတွေကိုလက်တုံးပြန်နေတဲ့တရုတ်ဟာအမေရိကန်ကုမ္ပဏီ Boeing စီကလည်းမှားယူထားတဲ့လေယာဉ်အသစ်တွေကိုပြန်ပို့လိုက်ပြီဖြစ်ပါတယ်။ Boeing စီကမှားယူထားတဲ့လေယာဉ်တွေကိုပြန်လည်ပို့ဖို့တရုတ်လေကြောင်းလိုင်းတွေကိုတရုတ်အစိုးရကညွှန်ကြားထားတဲ့နောက် အနည်းဆုံး၄ရင်းစည်းဟာတရုတ်ကနေအမေရိကန်ကိုပြန်ရောက်သွားပြီဖြစ်ပါတယ်နောက်ထပ်စည်းဟာလည်းမကြခင်ပြန်လာရအောင်မဲ့အနေအထားရှိတယ်လို့အမေရိကန်လူကြီးကြောင်နှီးပညာလုပ်ငန်းစုအကြီးအကဲကပြောပါတယ်ကျိုရင်မာဆာယအခုနှစ်ထဲမှာတရုတ်နေကြောင်းလိုင်းတွေဟာဘိုးအင်းစီကနေ၄ရင်းစည်း90ကျော်မှားထားပြီမဲ့လက်ရှိအခြေအနေမှာတော့ဖောက်တဲ့ဒီဘက်ကအဲ့ဒီ၄ရင်းတွေကိုလက်ခံဖို့လိုလားမှမဟုတ်တော့ဘူးလို့ဘိုးအင်းမှုဆောင်ရာရှိချုပ်က CNBC သတင်းဌာနကပြောပါတယ် လက်ရှိမှာတော့ကမ္ဘာပေါ်မှာစီးပွားရေးအင်အားတောင်းတင်းသောနိုင်ငံချင်းတစ်ခုကြားကအပြန်အလှန်ခွန်စည်းချက်မှုဟာကြောက်ခမဲလီလီကင်းကနဲမျိုးကိုမြင့်တက်နေပါလေ။အမေရိကန်ဟာတရုတ်သွင်းကုန်အများအပြားကိုတန်ဖိုးရဲ့145ရာခိုင်နှုန်းထိအခွန်သတ်မှတ်ထားပြီးတရုတ်ကလည်းအမေရိကန်ထောက်ကုန်ပေါ်တန်ဖိုးရဲ့အခွန်125ရာခိုင်နှုန်းစီးချက်ပြီးတွန့်ပြန်နေပါလေ။ကုန်သွယ်ရေးစစ်ပွဲဆန်တဲ့အဲ့ဒီအပြန်မှုဟာနိုင်ငံတကာဈေးကွက်ကိုပါထိခိုက်သက်ရောက်မှုတွေဖြစ်ပေါ်စေပါလေ။ AB 20မှာတော့ Trump ကသူဟာတရုတ်နဲ့ကုန်သွယ်ဆက်ဆံရေးကိုပြန်မြှင့်တင်ဖို့အကောင်းမြင်ထားကြောင်းနဲ့တရုတ်ကုန်စည်တွေပေါ် အခွန်စည်းကြမှုကိုအများအပြားပြန်လျှော့ပေးဖို့စဉ်းစားထားကြောင်းအင်ဖြူတော်မှသတင်းတော်တွေကိုပြောပါတယ်။အခုလိုဘုံအင်းလေရင်တွေကိုတရုတ်ဘက်ကပြန်ပို့လိုက်တာဟာအမေရိကန်တို့ရောအထည်နာသွားတဲ့ကိစ္စလို့ပြောပါတယ်။ဒါပေမဲ့တွင်းကုန်ခွန်တွေကိုတုံ့ချမှတ်အထည်လျှော့ပြီးတော့ကင်းလွတ်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ထရန့်ကဆိုပါတယ်။ထရန့်ကအဲ့ဒီလိုလေးတန်းပြော့လာတဲ့နောက် AB23 မှာတရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရရရှိကလည်းတရုတ်ဟာကုန်သွယ်ရေးနဲ့အခွန်စည်းကြမှုစစ်ပွဲတွေမှာအနိုင်ရတဲ့ဘက်ဆိုတာမရှိဘူးလို့ယုံကြည်ကြောင်းတယ် ဆွေးနွေးမှုတွေတကားတွေကြဲကြဲဖွင့်ထားမှာဖြစ်ကြောင်းပြောပါလေ။ဒါပေမဲ့လည်းနှစ်ဖက်အားပြတ်မှုတွေတော်တွင်းမှာဘိုးအင်းကတော့ဂျားတွေကခါးနာသွားပြီဖြစ်ပါလေ။အခုစစ်ကြေးမှုဆိုင်ရာနောက်ခံအခြေအနေရကော်မတီရဲ့လည်ရင်တွေကိုတရုတ်ဘက်ကဝေယူမှုဟာလက်တလောရဆိုင်နေပြီလို့ဘိုးအင်းဘက်ကဆိုပါလေ။ဘိုးအင်းဟာအမေရိကန်ရဲ့ပြည်ပတင်ပို့မှုပမာဏအများအပြားဆုံးလည်ရင်ကော်မတီဖြစ်ပါလေ။ဘိုးအင်းရဲ့ရပ်ပတ်သွန်လည်ရင်တွေရောင်းချမှုစုစုပေါင်းရဲ့80%ခန့်နီးပါးဟာအမေရိကန်ပြည်မဝယ်လက်တွေစီရောက်သွားတာဖြစ်ပါလေ။ ။ဘောရင်အနေနဲ့အစ်စ်မှားယူဖို့စံနာမရှိတော့တဲ့ဖောက်တဲ့တွေအတွက်တော့လေရင်ဆောက်လုပ်ပြီးတော့မှမဟုတ်ဘူးလို့ဘောရင်ဘက်ကပြောပါတယ်။တဖက်မှာလည်းဘိုးအင်းကမ္ပဏီကတရုတ်အမေရိကန်အားပြိုင်မှုနောက်ဆက်တွဲလာလာနဲ့ပတ်သက်လို့သမ္မတထရန့်ရဲ့အဆိုအရနဲ့နီကပ်ဆွေးနွေးမှုတွေစဉ်ဆက်မပြတ်လုပ်နေတယ်ဆိုပါတယ်။တစ်ချိန်မှာတော့ကောမွန်နဲ့ညှိနှိုင်းသဘောတူညီမှုတွေရလာဖို့ ਨੇ အများကြီးမျှော်လင့်ထားပါတယ်လို့ဘိုးအင်းကုမ္ပဏီဘက်ကဖွင့်ဟဝန်ခံသွားပါတယ်။ နောက်ထပ်သတင်းပို့ပြောချင်ပါတယ်ခရိုင်းမီးယားဒေသကိုရုရှားစီကိုလက်မလွတ်ပေးခြင်းနဲ့ဇီလန်စကီကိုထရန့်ကပြစ်တင်ဝေဖန်နေပါတယ်ဇီလန်စကီရဲ့ကောင်းမွန်မှုဟာရုရှားနဲ့ယူကရိန်းကြားညီချင်းစုလုံမှုကိုထိခိုက်စေတယ်လို့ထရန့်ကဆိုဆွဲပါတယ်ခုဆိုရင်စစ်ရဲဆိုင်ရဲ့သဘောတူညီချက်ရရှိဖို့ရန်နီးကပ်နေပြီဖြစ်ပါတယ်ဒါပေမဲ့ဇီလန်စကီညှဉ်းဆဲမှုကပြိပကောက်ဆက်ပြီးတော့ရှေ့ကြစီမှာဖြစ်ပြီးဘာကောင်းကျိုးမှမရှိနိုင်ဘူးလို့ထရန့်ကဆိုပါတယ် အမေရိကန်ဆိုပြီးမှသဘောတူညီချက်အရလက်ရှိရုရှားနဲ့ယူကရိန်းတို့အသီးသီးထိန်းချုပ်ထားရာဒေသတွေကိုအခြေပြုပြီးပိုင်နက်နယ်နိမိတ်မြင်းသစ်တွေရေးဆွဲသတ်မှတ်လာနိုင်ကြောင်းအစောပိုင်းမှာအမေရိကန်ဒုသမ္မတ JD Vance ကဖတ်ချက်ပေးခဲ့ပါတယ်။အဲဒီအပေအရလက်ရှိရုရှားယူကရိန်းမှာထိန်းချုပ်ထားစနေမြေတချို့ကိုပြန်လည်လက်လွတ်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းကတော့ Crimea ကိုရုရှားစီတရားဝင်လွှဲပြောင်းပေးလိုက်ဖို့လက်ခံမှာမဟုတ်ကြောင်းပြောနေပါတယ်။ ခရိုင်းမီးယားယူကရိန်းပိုင်နက်ဖြစ်ပေမဲ့လက်ရှိယူကရိန်းစစ်ပွဲမတိုင်ခင်2014ကရုရှားတပ်တွေကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးတရားမဝင်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ခရိုင်းမီးယားကိုတစ်ချိန်ပြန်ထိန်းချုပ်မယ်လို့ယူကရိန်းဘက်ကကြွေးကြော်နေတာဖြစ်ပါတယ်။အမေရိကန်ကအပြည့်ရဲ့သဘောတူညီချက်အတွက်ရုရှားနဲ့ယူကရိန်းကြားမှာနိုင်မြေတွေဘလို့ခွဲခြားသတ်မှတ်ပေးဖို့အဆိုပြုမလဲဆိုတာကိုတော့လောလောဆယ်တိကျမကြီးညာသေးပါဘူး။ခရိုင်းမီးယားကိုရုရှားရဲ့ချုပ်ချာအာဏာပိုင်ပိုင်နဲ့နယ်မြေဖြစ် ်အတိမတ်ပြုတ်ကျင်တာလားလို့အင်ဂျီတော်မှသတင်းတောက်တွေကမေတယ်ကထရန်ကမိမိဆန္ဒဟာစစ်ပွဲကိုပြီးဆုံးသွားစေချင်တာဖြစ်တယ်လို့ရှောင်းလွှဲဖြေဆိုသွားပါတယ်။သူ့အနေနဲ့ဘယ်ဘက်ကိုအလေးပေးမလဲဆိုတာလည်းမရှိသလိုဖြစ်လဲဘူး။အဲ့ဒီလိုမျိုးကိစ္စကိုမဖြစ်လို့ဘူးလို့ဆိုပါတယ်။အပိတက်သဘောတူညီချက်ခုရဖို့ကသာဖြစ်လာစေချင်ရောထရန်ကဆိုပါတယ်။လေလာသူတွေကတော့ခရိုင်းမီးယားကိုရုရှားကတရားမဝင်သိမ်းပိုက်ထားတဲ့ပေါ်လာဟီယောတိမှတ်ပြဖို့ဆိုတာဇလန်စကီးအတွက် နိုင်ငံရေးအရာမဖြစ်နိုင်တယ်လို့နိုင်ငံရဲ့ပိုင်နဲ့နမိတ်ကိုအင်အားတုံနိုင်ခြင်းမှုနဲ့ပြောင်းလဲမှုကိုလက်မခံဘူးဆိုတဲ့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ကိုပါပြောင်းလဲသွားစေနိုင်ပါလိမ့်ဇလန်စကီကခရိုင်းမြောက်ကိုလက်လွတ်ဖို့ဆိုရင်ဘာမှပြောစရာ မရှိကြောင်းဒီကိစ္စကနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းဆန့်ကျင်နေကြောင်းမှတ်ချက်ပေးထားပါတယ်ထရန်ကအပြည့်အဝကိစ္စဂျာဝင်ညှိနှိုင်းမှုမှာရုရှားဘက်ကအသင့်ဖြစ်နေပြီလို့သူ့အနေနဲ့ယူဆကြောင်းယူကရိန်းနဲ့ရှင်ရုရှားနဲ့ ဘောတူညီမှုရယူနိုင်ဖို့ပုံနည်းစနစ်ကြောင်းဆိုပါတယ်။ပြောရမယ်ဆိုရင်တော့ပူတင်ဘက်ကိုရေးတာတဲ့သဘောတူညီချက်ကိုထရမ်ဘက်ကချုပ်ဆိုနိုင်ဖို့ယူကရိန်းကိုဖိအားပေးနေတာဖြစ်ပါတယ်။ဇလန်စကီနက်ကပြောရတာဟာပိုပြီးလွယ်မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ပိုပြီးခတ်နေတယ်လို့ထရမ်ကဆိုပါတယ်။အခုသတင်းဘက်ကညရင်ပိုဟမ်မင်းရဲ့ဇာပနခံတက်ရောက်ချိန်မှာဇလန်စကီနက်လူချင်းတွေ့ဖြစ်ရင် ဇလန်စကီဘာပြောမလဲဆိုတာနားထောင်ပြီးတော့လမ်းဖွင့်ပေးထားမယ်လို့ထရန့်ကဆိုပါတယ်ဇလန်စကီကလည်းပေါ်ဟမင်းကြီးရဲ့ဇာပနာကိုတက်မှာဖြစ်ပါတယ်သူနဲ့ဇလန်စကီတို့ကဖေဖော်ဝါရီလောက်ကမှန်းလုံးကအင်ဖြူတော်မှာလူသိရှင်ကြားစကားများမှုပါတယ်သူတမရဖြစ်လာပြီးရပောင်းတရားတွေယူကရိန်းစစ်ပွဲရတန်းအောင်ဆွမ်းဆောင်ပြမယ်လို့ထရန့်ကရွေးကောက်ပွဲကြိုကာလမှာကြုံရခဲ့ပေမဲ့ဒလောစင်မှာတော့ထင်ရှားတဲ့တိုးတက်မှုမရသေးပါဘူးအင်မီတော်ပြောရေးဆိုခွင့်ရမြေမီကာအိုလန်လီဗီကအခုဆိုရင်တမရဟာဒီကိစ္စနဲ့ပတ်သက်ပြီးအတော်စိတ်ပြက်နေကြောင်း သူရဲ့စိတ်ရှိသိခနိုင်စွာဟာကုံဆုံးလို့နှိပါဖြစ်နေပြီလို့ဆိုပါတယ်အစောပိုင်းမှာ American ဒုသမ္မတ JD Vance ကလည်းတကယ်လို့စစ်ရဆိုင်ကိစ္စဆွေးနွေးမှုမှာရုရှားနဲ့ယူကရိန်းရောတစ်ဖက်ဖက်ကဂလန်ကစားဆက်လုပ်နေအောင်မယ်ဆိုရင် American အနေနဲ့အဲ့ဒီညှိနှိုင်းမှုတွေကလည်းခောက်ခွာသွားရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။အဲ့ဒီလိုပုံစံမျိုးခြိမ်းခြောက်မှုစနစ်စကားကို American နိုင်ငံသားဝန်ကြီး Marco Rubio ကပြောခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ယူကရိန်းမြို့တော်ကိုရုရှားကပြင်းထန်တိုက်ခိုက်နေလို့ဇလန်စကီရဲ့တောင်အာဖရိကခရီးစဉ်အချင်းချုံပြီးပြန်လာခဲ့ရတယ်ဆိုပါလေ။ကီမြို့တော်ကိုရုရှားကဒုံးကျည်တွေနဲ့တိုက်ခိုက်နေပြီးနောက်ယူကရိန်းသမ္မတဇလန်စကီကသူ့ရဲ့တောင်အာဖရိကခရီးစဉ်ကိုအချင်းချုံပြီးကီမြို့ကိုပြန်သွားမယ်လို့ပြောခဲ့ပါလေ။ရုရှားကြီးကြုံမှုကိုစန့်ကျင်ပြီးယူကရိန်းကောက်ွက်ရေးအတွက် နိုင်ငံတကာထောက်ခံမှုရဖို့ကြိုးစားနေတဲ့ဇလန်စကီဟာတောင်အာဖရိကသမ္မတရာမာဖိုဆာကိုတွေ့ဆုံတာနဲ့ချက်ချင်းစုလို့ယူကရိန်းကိုပြန်သွားမယ်လို့ပြောခဲ့ကြောင်းရိုက်တာသတင်းဌာနကရေးသားခဲ့ပါတယ်။ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးနဲ့လူမှုအခြေအနေကြောင်းပြေဆုံးသည့်ပြဖို့တောင်အာဖရိကမှာလိုအပ်တဲ့အစည်းအဝေးတွေအားလုံးတက်ရောက်သွားမှာဖြစ်ပါတယ်လို့ဇလန်စကီက Telegram မှာပြောပါတယ်။ရုရှားဟာ AB-24 စောပိုင်းဒီကိပ်ကိုဒုံးကြီးတွေဒရုန်းတွေနဲ့ညာလိုပေါက်ပစ်ခတ်လို့ လူရှိဦးထက်မနည်းသေးပြီးလူ80ကျော်ဒဏ်ရာရပါတယ်အဲ့ဒီတိုက်ခိုက်မှုဟာဒီနေ့ထဲမှာယူကရိန်းမြို့တော်ကိုရုရှားရဲ့အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ပြီးအဆောင်အုံများပြားပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်မိမိအနေနဲ့ကတော့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းပူတင်ကပြောပါတယ်ရုရှားရဲ့ကျူးကျော်စစ်စင်တဲ့ချိန်မှာဆာကရုရှားနဲ့ယူကရိန်းကြားတိုက်ရိုက်ဆွေးနွေးပွဲမျိုးမရှိသေးပါဘူး ခနာဒါအသက်ဝင်တဲ့ Easter ပြည့်မှုပြီးတိုက်ခိုက်မှုတွေပြန်လည်စတင်ကြောင်းရုရှားကကြေညာထားပြီးမကြာမီမှာပဲပူတင်ကရုရှားအနေနဲ့ဘလို့ငြိမ်းချမ်းဆိုပြီးချက်ကမှဆိုဆွနေဖို့လမ်းဖွင့်ထားတယ်လို့ရုရှားနိုင်ငံပိုင်းရုပ်သံမှာပြောပါလိမ့်ယူကရိန်းဘက်ကကိုယ်စားလှယ်တွေနဲ့တိုက်ရိုက်ဆွနေဖို့ဆန္ဒရှိကြောင်းလည်းပူတင်ကအရေးကြောင်ပြလာတာပဲဖြစ်ပါလေသမ္မတပူတင်ကအရက်သားပြည်မတွေတိုက်ခိုက်မခံရဘူးနှစ်နိုင်ငံဆွနေဖို့တွေရဲ့ဖြစ်နိုင်ခြေကိုပြောရင်ယူကရိန်းဘက်နဲ့ဆက်ဆက်ညှိနှိုင်းဖို့ဆွနေခြေကို စိတ်သဘောထားရှိနေတယ်လို့ဒီမီထရီပက်စကော့ကပြောပါတယ်။ရပ်ဘက်ခြေကန်ဆောင်တွေကိုတာဝန်ပြည်ဒုံးတွေနဲ့ဒရုန်းတွေနဲ့တိုက်ခိုက်မှုအားရက်30အဖြစ်ရဲ့ရေတွဲယူကရိန်းသမ္မတဆီလန်စကီကဆိုဘီဝီတီရဲ့ကြောင့်မှရုရှားရဲ့အဲ့ဒီပြောကြားချက်ထွက်ပေါ်လာတာပါ။ငင်းကြဲလုပ်ငန်းစဉ်ကိုတကားဖွင့်ထားတဲ့ဆိုပေမဲ့လည်းရုရှားဟာအပြည့်ရက်ချက်ချင်းချမှတ်ဖို့သဘောတူညင်တော့မရှိပါဘူး။အဲ့ဒီအဆိုပြုထားတဲ့ပြစ်ခတ်ရေးဆိုင်နဲ့ပတ်သက်ပြီးတုံ့ပြန်ဖြေကိုစောင့်ဆိုင်းနေတယ်လို့ဆီလက်စကီကတော့ပြောပါတယ်။လာမယ့်3ရက်တွင်မှာ ပြီးပြည့်စုံတဲ့အသေးစိတ်အချက်အလက်တွေပေးပါမယ်။ယူကရိန်းရုရှားနဲ့ပတ်သက်ရင်အတော်လေးကောင်းမွန်တဲ့တွေ့ဆုံမှုတွေရှိပါတယ်လို့ဒေါ်လန်ထရန့်ကတော့ဆိုပါတယ်။အပြည့်အဖို့အလွန်ကောင်းတဲ့အလားအလာလေးရှိတယ်လို့ဆိုပေမဲ့လက်တလုံးမှာတော့အသေးချာတစ်ခုကကီမျိုးတော့ကိုရုရှားဘက်ကအပြင်းထန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒါအပြင်လာမယ့်အေပီလ26ရက်နေ့ဘာဒီကမာဂျင်မာမယ်ပိုဟမ်မင်းဂျီဖရန်ဆစ်ဇာပနာအခမ်းအနားကို တမရပူတင်ကမတက်ဘူးလို့ရုရှားဘက်ကအတီလင်းပြောပါတယ်။ဘိုဟမ်မင်းဇာပနာကိုရုရှားနိုင်ငံကိုစားပြုပြီးဘသူတက်မယ်ဆိုတာလည်းမဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။ပထမတော့တကယ်လို့ဒါရုရှားတမရပူတင်ကတိုက်မယ်ဆိုရင်တော့ American Russia Ukraine ကြားဒီဘိုဟမ်မင်းကြီးဇာပနာကတစ်ဆင့်သုံးဖို့ဆိုင်ဆွေးနွေးဖို့ကဖြစ်လာနိုင်ခြင်းရှိပါတယ်။ဘိုဟမ်မင်းကြီးဇာပနာခန္ဓာကိုတက်ရောက်မယ်လို့ American တမရထရန်ကတော့ပြောထားသလိုဇီလန်စကီကလည်းတက်ရောက်မယ်လို့ Ukraine သတင်းတွေကဆိုပါတယ်။ ဒီဖော်ပြချက်နဲ့ပတ်သက်လို့ရုရှားသတင်းဌာနရဲ့မင်းမြတ်ချက်ကိုဒီမထရီပက်စကော့ကသမ္မတပူတင်ကတော့လုံးဝတက်မှာမဟုတ်ဘူးလို့အတိအလင်းဖြေထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တူရကီနိုင်ငံမှာငလင်လှုပ်ချိန်ထမင်းထိုက်တွေကနေခုံချမှုဖြစ်လို့လူ150ကျော်ဒဏ်ရာတယ်လို့သိရပါတယ်။တူရကီကြီးစိုးမျိုးဖြစ်တဲ့အစ္စတန်ဘူမြို့နာမှာမဂနီကျူ6.2စင်ပြင်းထန်တဲ့ငလင်ဟာအပိ23နှစ်ကလောက်ခတ်ခဲ့တာဖြစ်ပါတယ်။အစ္စတန်ဘူကမ်းလွန်မှာရှိတဲ့မာမာပင်လယ်ပင်ကိုဗဟုပြုပြီးအဲ့ဒီငလင်လောက်ခတ်ခဲ့တဲ့နောက်ဒိုင်းနေငယ်အတွင်းမှာနောက်ဆက်တွဲငလင်ပေါင်း130လောက်ဆက်လှုပ်နေပါတယ်။အဲ့ဒီတော့ကပြင်းအင်းဆုံးဟာမဂနီကျူ5.9ရှိပါတယ်။ အစ္စတန်ဘူမှာငလင်တန်ကြောင့်ရန်ပြင်းထန်တဲ့ထိခိုက်ပျက်စီးမှုတွေမရှိခဲ့ပေမဲ့လည်းကြံကြံနဲ့တုံခါနေတဲ့ချိန်တွေမှာစောက်တရမရပြေးလွှားကြရင်အထက်မြေတွေကလည်းခုံချရင်ဒဏ်ရသူ150ထက်မနည်းရှိကြောင်းဒေသခံတွေကပြောပါတယ်မော်လင်ကြီးလောက်ခတ်ချိန်ဟာနေ့လယ်ပိုင်းဖြစ်လို့လူတွေနုံနုံကြကြရှိနေပြီးလမ်းတွေပေါ်ပြေးစင်းခဲ့ကြပါတယ်။ဒါအပြင်နောက်ဆက်တဲ့ငလင်ငရေဆက်လုံနေသေးကြောင်းလည်းမြို့ကန်အများအပြားကပြောပါတယ်။မြို့ကန်ရံညာပိုင်းမှာအိမ်ထဲပြန်အိပ်ဖို့တော့မှတွန်းဆုံနေပါတယ်။ အာနာပါနေကတော့ငလင်တွင်နေအင်းရဲ့ကြံ့ခတ်မှုပိုင်းထိခိုက်တယ်လို့ယူဆရင်တော့လုံးဝအင်တဲပြတ်မဝင်ဖို့တိုက်တွန်းထားပါလေ။စေယောရောင်းနေဒုတိယ52ဦးတဲကအာလုံးနိဘာဟာတိုက်ရဲဝရဏကလည်းခုံချခဲ့ရကလည်းဒဏ်ရာခဲ့တာဖြစ်ပါလေ။အများစုကတော့ခြေထောက်ကျိုးတဲ့လူနာတွေဖြစ်ပါလေ။အေဘီနစနကလောက်ခဲ့တဲ့ငလင်ဟာအစ္စတန်ဘူးနဲ့ကီလိုမီတာ40လောက်ကွာပင်လယ်ကျမ်းမြင့်အောင်10ကီလိုမီတာဝန်းကျင်လောက်အတိမ်ပိုင်းကိုဗဟိုပြုကြောင်း အမေရိကန်ငလင်တိုင်းတိုင်းရေးအေဂျင်စီ USGS ကထုတ်ပြန်ပါတယ်ငလင်တရားမှုကိုအစ္စတန်ဘူစင်ချေဘောအေရီးယားတွေဖြစ်တဲ့ရာလိုဘာမာလီကက်ဆာတို့ပြင်အစ္စတန်ဘူတောင်ဘက်ကီလိုမီတာ950အကွာမှာရှိတဲ့အစမာမြို့မှာပါအတော်ကြီးသိရှိခဲ့ရပါတယ်တရကီသမရအာဒိုဂန်ကတော့ဖျားသခင်ဂျေဇုကြောင့်ပြဿနာကြီးကြီးမားမားမဖြစ်တာဂျေဇုတင်မိပါတယ်နိုင်ငံကိုကြောက်အောင်မဲ့ဘေးစိုးတဲ့အန္တရာယ်တွေမတော်တဆမှုတွေဒုက္ခတွေကနေဖျားသခင်ကကူညီကာကွယ်ပေးဖို့စူတောင်းကြောင်းပြောပါတယ် ပညာရှင်တွေကအစ္စတန်ဘူဟာမြေပြင်နေထားရငလင်ကြီးတစ်ခုအခြေပြုလောက်ခတ်နိုင်တဲ့အနေအထားမျိုးကြုံလာနိုင်တဲ့ငလင်အန်ရယ်ဇုံကြီးဆိုပြီးနှစ်ရှည်လာများသတိပေးထားပါတယ်။2023ကတရပီနဲ့ဆီးရီးယားနယ်စပ်မှာပြင်းအားခွင့်ပြတမခွင့်အစင်းရှိငလင်ကြီးလောက်ခတ်ပြီးလူပေါင်း6000လောက်သေဆုံးခဲ့ပါတယ်။ဆီးရီးယားဘက်မှာလည်းလူ8000လောက်သေပျောက်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ နလင်းကြောင့်ဆောလဆထိုင်းစင်းစကြုံယုံပြိုချမှုပြီးတန်ကြောင်ထုတ်ခဲ့တဲ့တေယုတ်စေယုံကိုထိုင်းအာနာပိုင်းကစစ်ဆေးသိမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။မလ28ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလင်းတန်ကြောင်ဆောလဆအစိုးရစင်းစယုံအဆောက်အုံပြိုချပြီးနောက်ပြည်တွင်းစီမံကိန်းတွေရှိစံချိန်မမီတဲ့တမနီတန်ကြောင်ပြဿနာဟာအငင်းပွားပွဲရဖြစ်လာပါတယ်။ဆောလရေသောပစ္စည်းတွေမှာစံချိန်မမီတဲ့တန်ကြောင်တွေထုတ်တာနဲ့ပတ်သက်ပြီးထိုင်းအာနာပိုင်းက စုံစမ်းစစ်ဆေးစတင်ခဲ့ရာချောင်းပူပြည်နယ်မှာရှိတဲ့စေုံတရုံမှာဘန်းငွေ၁၁တန်းကျော်တန်ဖိုးရှိတန်ချောင်းတွေကိုတင်စီရမိခဲ့တယ်လို့ခွင့်ပြုချက်မရှိဘဲအဲ့ဒီစေုံမှာလုံနေတဲ့တရုတ်နိုင်ငံသားတွေကိုလည်းတွေ့ရှိခဲ့ပါတယ်ချောင်းဘူရီထူးတမ်နီလုပ်ငန်းစုဟာတရုတ်နိုင်ငံမှာဖြစ်ပြီးတရုတ်ယင်းနှိမ့်နှံမှုတစ်ခုဖြစ်တဲ့တန်ဖန်တမ်နီကုမ္ပဏီကလုပ်ကိုင်နေတာပါအဲ့ဒီတမ်နီစင်ယုံမှာ intention blue business ဆက်လက်အသုံးပြုနေတုန်းဖြစ်တာကြောင့်ထောက်ကုံအရေးအသွေးမပြည့်မီစေတာလို့ခိုင်းစစ်ဆေးအဖွဲ့ကောင်းဆောင်ကပြောပါလေ စစ်ဆေးပြီးတဲ့နောက်အဲဒီဆေးရုံကလည်းဘန်းဝင်စတိတသမ5တန်းကျော်တန်ဖိုးရှိပြီးအလေးချိန်980တန်းကျော်ရှိတဲ့ကွန်ကရစ်အားဖြင့်တန်းချောင်းရေအတွက် တသိန်းတပေါင်း9000ကျော်ကိုအာနာပိုင်တွေကတင်စီခဲ့ပါတယ်။စေယုံမှာတရုတ်နိုင်ငံသား6ဦးကလည်းလွတ်လပ်ခွင့်ထောက်ထားမှရှိတာကြောင့်သူတို့ကိုထိန်းသိမ်းခဲ့ပါတယ်။ပြိုကျခဲ့တဲ့အစိုးရစင်းစစ်ချုပ်ရုံအစိုးရလုပ်ငန်းခွင်မှာအဲ့ဒီတရုတ်တမ်မီကမ်လီမီတာကထုတ်တဲ့တန်ကြောင်းတွေကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီလုပ်ငန်းခွင်မှာအချင်း20မီလီမီတာရှိတန်ကြောင်းတွေဟာ ရေသွေးမပြည့်မီဘူးဆိုတာထိုင်းပန်နဲ့တမိသိပ္ပံကြောင့်ကတွေ့ရှိခဲ့ကြောင်းထိုင်းစမှုဝန်ကြီးဌာနကပြောပါတယ်။လက်တော်ကာလာတွင်ကဲဆင်းသမားတွေဟာအဲ့ဒီစင်းစစ်ချုပ်ရုံအဆောက်အုံပြိုကျခဲ့တဲ့နေရာမှာရှိတဲ့အပြက်စီးတွေကိုရှင်းလင်းနေပြီးညီညီတဲ့အမြင့်ကိုတော့ရောက်ရှိလာမယ်လို့မျှော်မှန်းထားပါတယ်။အဲ့ဒီအပြက်စီးပုံကြီးအောင်မှာ AB 23ထိအလောင်း53လောင်းရှာဖွေတွေ့ရှိထားပြီးပျောက်ဆုံးသူ42ဦးရှိနေတော့မယ်ဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ စစ်သွေးကြွလျက်တိုက်ခိုက်မှုပြီးပါကစ္စတန်တနမန်ကိုအိန္ဒိယကနှိမ်ထုတ်ကာနှစ်နိုင်ငံနယ်စပ်ကိတ်ပိတ်လိုက်ပြီလို့သိရပါတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်စမီးယားဒေသမှာစစ်သွေးကြွလျက်တိုက်ခိုက်မှုကြောင့်ခီးသည်26ရောက်သေဆုံးပြီးနောက်အိန္ဒိယဟာပါကစ္စတန်နဲ့ဒီကနယ်စပ်ဖြတ်ကျော်ကိတ်ကိုပိတ်ချလိုက်ပြီးတနမန်ကိုလည်းနှိမ်ထုတ်ကာရေမြဝင်မှုဆိုင်ရာအချင်းကရသဘောတူစာချုပ်ကိုလည်းရက်ဆိုင်လိုက်ပါတယ်။ ပါကစ္စတန်ဟာတိုက်ခိုက်မှုမှာမိမိတို့ပါဝင်ပတ်သက်ခြင်းရှိကြောင်းညင်းဆိုထားပြီးအိန္ဒိယလွှတ်ဆောင်မှုတွေကိုတုံ့ပြန်မှုမျိုးသားလူကြုံရင်းကောင်စီစီဝေးကျင်းပမှာဖြစ်ပါတယ်ခီးသွွားအများစုလာရောက်လည်ပတ်ရာပါဟဂန်ဒေသမှာတနသမားတွေကခီးသည်တွေကိုပြစ်ခတ်တိုက်ခိုက်လို့အသေးဆုံးမှုတွေထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေတော့ပါသွားပါတယ်ဒီတိုက်ခိုက်မှုကိုလုပ်ခဲ့ကြောင်းဘဲဖွဲ့စည်းကမှထုတ်ပြန်ခြင်းရှိပြီးမဲ့အချို့သတင်းဌာနတွေကတော့ပါကစ္စတန်ခြေစားတာလီဘန်နဲ့ဆက်နွယ်တဲ့အဖွဲ့ကလို့ဆိုပါတယ် ကြည်ပခီစဉ်သွားနေတဲ့အိန္ဒိယဝန်ကြီးမိုဒီဟာလုံခြုံရေးတာဝန်ရှိသူတွေနဲ့စီဝေးလုပ်ဖို့ခီးစဉ်ကိုနောက်ကျောင်းပြန်လှည့်ပြီးဒီကိစ္စအပေါ်လှုံ့ဆော်ခဲ့သူတွေကိုအရေးယူဖို့တုံ့ဆိုင်နေမှာမဟုတ်ဘူးလို့ဂရုပြုထားပါတယ်။ကက်စမီးယားဒေသကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ကပိုင်ဆိုင်ကြောင်းခိုင်မာဆိုထားပြီးအိန္ဒိယထိန်းချုပ်တဲ့ကက်စမီးယားဘက်မှာတော့အစိုးရဆန့်ကျင်တဲ့ခွဲထွက်ရေးတပုံတွေဟာစစ်စုနှစ်များစွာဖြစ်ပွားခဲ့ပြီးတော့ကြီးသွားတဲ့ရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုကတော့ရှာရှာပွားပွားဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။ အင်မတန်ရိုးသားတယ်လို့ကြော်ကြားတဲ့တောင်ကိုရီးယားသမ္မတဟောင်မွန်ဂျင်အိတယောက်လက်ပေးလက်ယူမှုနဲ့တရားစွဲခံနေရတယ်လို့သိရပါဗျ။သမ္မတဟောင်မွန်ဂျင်အိကိုထိုင်းလေကြောင်းတိုင်းတစ်ခုမှာသူ့သမ္မတဟောင်ကိုလောက်ခံမှုနဲ့ပတ်သက်တဲ့လက်ပေးလက်ယူမှုအတွက်အစိုးရရှိနေတွေကစွဲချက်တင်ထားကြောင်းအစိုးရရှိနေယုံကဆိုပါတယ်။သမ္မတဟောင်မွန်ဂျင်အိကိုလက်ပေးလက်ယူမှုနဲ့စွဲချက်တင်ထားပြီးလွတ်တော်အမတ်ဟောင်လီဆန်ချစ်ကိုလက်ပေးလက်ယူမှုယုံကြည်မှုဖောက်ပြမှုနဲ့စွဲချက်တင်ထားကြောင်းဂျုံယူခိုင်အစိုးရရှိနေယုံကထုတ်ပြန်ပါတယ်။ ဆိုရရှင်တွေဟာလွတ်တော်မဟာလီစန်ဂျင်းရဲ့ SME နဲ့ Step Up Agency ရဲ့ကြီးကဲဖြင့်ခန့်ခံမှုဟာ2018ကနေ2020ခုနှစ်ကလီစန်ဂျစ်ထိန်းချုပ်ထားတဲ့ထိုင်းချေဆိုင်ကော်ပိုရေးရှင်းမှာတမဟောင်းမွန်ဂျင်းရဲ့တမတ်အလုပ်ကိုင်နဲ့လာဆောင်မှုကြီးရရှိဖို့အလဲလဲဟုတ်မဟုတ်ဆိုတာစုံစမ်းစစ်ဆေးနေကြောင်းဆိုပါတယ်အမှုဆောင်ဒါရိုက်တာဖြစ်တမရဟောင်းမွန်ကြီးရဲ့တမက်ရရှိတဲ့လာဆောင်ငွေဟာတဘာဝမကြပဲတမရဟောင်းကိုလက်ထိုးငွေဖြစ်တယ်လို့တရားစွဲဆိုမှုမှာစွပ်စွဲထားပါတယ် မရအောင်မကြီးက2022မှာနိုင်ငံရေးလောကတွေဝင်ရောက်ခဲ့ပြီးဘူဆန်မှာပါလီမန်အမတ်နေရာရရှိခဲ့ပါတယ်။အဒီနေ့နောက်ပိုင်းမှာသူကတမနာလောင်းနေရာဝင်ရောက်ရှင်ပြန်ခဲ့ပြီးတမနာဟောက်ပတ်ကွမ်ဟင်းကိုကတ်ရှုံးပါတယ်။ပတ်ကွမ်ဟီးတယောက်အကျင့်ပြတ်ခြားဆောင်မှုရှုပ်တော့ပုံမှာဆွဆွဲပြစ်နေခံရပြီး2019မှာမွန်ကျင်ဟင်းကတမနာဖြစ်ကျင်းသစ္စာကျေဆိုခဲ့ပါတယ်။နော်ကိုရီးယားနျူကလ িয়ার အစီအစဉ်ပြင်အမေရိကန်နဲ့ကွဲပြားဖြစ်နေခြင်းနဲ့ပတ်သက်ပြီးတင်းမာမှုတွေမြင့်တက်ခြင်းမှာနိုင်ငံကိုအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးရေးသက်မှာမြောက်ကိုရီးယားနဲ့ဆက်ဆံရေးဟာပုံမှုကောင်းမွန်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။အင်ဇွေးနိုင်ငံမှာအစိုးရဆန့်ကျင်ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ယုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နေတာညာဟုအစိုးရယာရုကနှုတ်ထွက်ပြီးပြည်သူထောင်ပေါင်းများစွာကဆန္ဒပြခဲ့တယ်ဆိုပါတယ်။မျိုးလေကောင်လန်ကုတ်ကိုတင်ပိုက်ဖို့ပြည်သူတွေကကြိုးပမ်းလို့ရဲတပ်ဖွဲ့ကအတင်းကျပ်ဖယ်ရှားပါတယ်။အင်ဇွေးနဲ့ဂါဇာကမ်းမြောက်ကနေပြေးဝဆုတ်ခွာပြီး ပြိပကောက်ရက်တက်မှုလိုအပ်ရင်တောင်ဟာမတ်စ်နဲ့သဘောတူညီချက်တရလို့ဖို့ရဇာကမိသားစုဝင်တွေနဲ့အပတ်စဉ်ဆန္ဒပြသူတွေကနေတာဟညာဟုအဆိုရကိုတောင်းဆိုပါတယ်။ဂါဇာကမြောက်ကိုအစ္စရေးတပ်တွေကဆက်လက်ပုံကျက်တိုက်ခိုက်ပြီးအာယုံမတက်မီတိုက်ခတ်မှုတွင်တောင်ပိုင်းခံယူနေမျိုးကအမျိုးသမီး၂ဦး၊ကလင်းငယ်၂ဦးပါဝင်ပါလက်စတိုင်း၁၈ဦးသေဆုံးပါတယ်။လွန်ခဲ့တဲ့တနှစ်ခွဲကတည်းကအစ္စရေးရဲ့ဂါဇာကမြောက်စစ်ဘုံမှာပါလက်စတိုင်း9000ကျော်သေဆုံးခဲ့ပြီးတပ်တန်းတသိန်းကျော်ဒဏ်ရာခဲ့ပါတယ်။အပြည့်အစင်းလေးအောင်မှာပျောက်ဆုံးနေသူထောင်ပေါင်းများစွာ တေဆုံးနေပြီလို့ယူဆရလို့တေဆုံးသူလူဦးရေဟာ6000ကျော်ရှိပြီလို့ပါဂါဇာကမ်းမြောင်အစိုးရမီဒီယာကဆိုပါတယ်2023အော်တိုဘာ9ရက်နေ့ကဟာမတ်ဦးဆောင်တဲ့တိုက်ခိုက်မှုတွေအစ္စရေးမှာလူ1000ကျော်ထပ်မံတေဆုံးပြီးလူ200ကျော်ကိုဟာမတ်တွေကဖမ်းဆီးခဲ့ပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ်မရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာလေရင်အင်ဂျင်မီးလောင်လို့ခီးတဲ့နဲ့မှုထမ်း300လီပါအေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ် ဘရိတ်ကမှလေရင်ပြေးလမ်းပေါ်ရှိတော့ခီးတဲ့လေရင်အင်ဂျင်မီးဆွဲလောက်လို့ခီးတဲ့မူတန်ဆစ်ဆစ်ပေါ်ပေါ်ရနေပါအေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။ AB21 ကဖလော်ရီဒါပြည်နယ်အော်လန်ဒိုမြို့နိုင်ငံတကာလေဆိပ်မှာဒေတာလေကြောင်းလိုက်ပိုင်ခီးတဲ့လေရင်အင်ဂျင်တလုံးမိထလောင်ခဲ့တာပါ။လူမှုကွန်ရက်မှာပြန်နေတဲ့ဗီဒီယိုဒီမှာတော့ညာဘက်အင်ဂျင်မီးဆွဲလောင်တဲ့လေယာဉ်ပေါ်ကနေခီးတဲ့တွေဟာလေထိုးအေးပေါ်ရှော့ကိုတုံးပြပြီးအများဆုံးရွှေ့ပြောင်းထွက်ခွာတာတွေ့ရပါတယ်။ ဒေတာလေကြောင့်လည်းခီးစင်မတ်1213လင်းဟာအော်လန်ဒိုကနေအတလန်တာကိုပြန်သမ်းဖို့ပြင်ဆင်ခဲ့တာဖြစ်ပြီးလင်းပေါ်မှာခီးသက်282ဦးနဲ့မှုခန်း10ဦးလိုက်ပါလာပါတယ်။ Airbus A330 မျိုးစားလင်းပေါ်မှာထိတ်တလန့်အခြေအနေကြုံဝင်မဲ့အားလုံးကိုထိခိုက်မရှိအနေရကင်ကင်းရွှေ့ပြောင်းနိုင်တယ်လို့လေကြောင်းလိုင်းကထုတ်ပြန်ပါလေ။ခီးသက်တွေပူပေါင်းပါဝင်မှုတွေကျေစုတင်ပြီးအဆင်မပြေခဲ့တဲ့အတွက်တောင်းပန်ကြောင်းလေကြောင်းလိုင်းကဆိုပါတယ်။အင်ဂျင်မှာရုတ်တရက်မီလောင်ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။ ်မရိကန်ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနဟာခုဖြစ်စဉ်ကိုစစ်ဆေးသွားမယ်ဆိုပါတယ်ဒေတာလေကြောင်းလိုင်းရဲ့ခီးတဲ့လေယာဉ်စီးဟာဖေဖော်ဝါရီ18ရက်နေ့ကလည်းကနေဒါနိုင်ငံတိုရွန်တိုကိုဆင်းသက်ချိန်မှာပြတ်ကျပြီးပက်လက်လန်သွားခဲ့ပေမဲ့လိုက်ပါသူလူ80လုံးအသက်ရှင်သန်ခဲ့တယ်လို့သိရပါတယ်နောက်ထပ်သင်ဖို့ပြောချင်ပါတယ်မရိကန်အစိုးရဝန်ကြီးတူရဲ့လက်ကမ်းအိတ်အလစ်တုတ်ခံရပါတယ်မရိကန်အစိုးရဝန်ကြီးတူလက်ကမ်းအိတ်ဟာအလစ်တုတ်ခိုးယူတာခံခဲ့ရကြောင်းသိရပါတယ် မရထရန်ကပြည်တွင်းလုံခြုံရေးဝန်ကြီးဖြစ်ခန့်ထားတဲ့ခရစ်စတီနိုဝန်ကဝါရှင်တန်ဒီစီမြို့တော်စာသောဆိုင်မှာသူမရဲ့လက်အကင်ခိုးယူတာခငယ်ရကြောင်းပြောထားပါတယ်။ AB 20နဲ့ညပိုင်းကစာသောဆိုင်တစ်ခုထဲမှာလက်ကင်ရဲ့လက်တုပ်တာခံခဲ့ရကြောင်းနော်တင်နေအင်ဖီတော်မှာခရစ်စတီနိုဝန်ကသတင်းတောက်တွေကိုပြောပါတယ်။ဒီကိစ္စကိုမဖြစ်ရှင်းနိုင်သေးဘူးလို့ဝန်ကြီးကဝန်ခံပါတယ်။ဝန်ကြီးရဲ့လုံခြုံရေးကိုတာဝန်ယူတဲ့ American Lower ထောက်လိုင်း agent တွေက ုံကျွင်းကင်မရာမှတ်တမ်းကိုပြန်စစ်ပြီးလစ်တုပ်သူကိုစုံစမ်းရှာဖွေနေတုန်းဖြစ်ပါတယ်။ကပီတယ်ဘာဂါဆတ်တော့ဆိုင်မှာနှာခေါင်းစည်းဝှက်ထားတဲ့လူဖြူမျိုးသားတူဟာဝန်ကြီးလက်ကိုင်ကိုခိုးပြီးဆတ်တော့ဆိုင်ကနေထောက်ခွာသွားတာစစ်ဆေးတွေ့ရှိထားကြောင်းစုံစမ်းစစ်ဆေးအရာရှိတွေကပြောပါတယ်။အဲ့ဒီမှာခရစ်စတီနိုရဲ့ရေမောင်းလိုက်စဉ်အိမ်တော့စေဝါတချို့ပတ်စပို့ဝန်ကြီးဌာနတစိမိတ်က8ချက်လက်မှတ်လူတွေပြင်ငွေသားဒေါ်လာ3000လောက်ပါသွားပါတယ် ကိုကမှာတော့ရဲတွေကခရစ်စတီနိုရဲ့ငွေစင်းကားလေးမူမမှန်နဲ့ထုတ်ယူသုံးဆမှုများရှိသလားလိုက်လံစစ်ဆေးနေပါတယ်။ဆိုရဖွဲ့ဝင်ကြီးတယောက်နဲ့နိနိကကလှောက်ရှားပြီးလက်တော့မှုကျွလွန်နိုင်ခဲ့တယ်ဆိုတာဟာလုံချွင်ရှူတော်ရကြီးကြီးမားမားစိုးရင်စရာဖြစ်ကြောင်းထောက်ပြမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။